အားလုံးပဲမင်္ဂလာပါရှင်ဒီချာကတော့ great dance ယူဝဗီဒါဘာသာတင်ယူတစ်ကိုတင်ပြပေးမယ်ဆရာမဖြစ်ပါတယ်ကျွန်တော်တို့အခုသွားနေတဲ့ chapter 4ပေါ့နော်4.1ရဲ့ခေါင်းစဉ်သေးလေးဖြစ်တဲ့4.1.2 types of nutrients အာဟာရအမျိုးအစားများဆိုနျူထရီယန့် ာဟာရအမျိုးအစားများ implants အပင်မှာတွေ့ရတဲ့အာဟာရအမျိုးအစားပေါ့နော်အဲ့မှာဆိုရင် plants require a number of inorganic nutrients အပင်များက require လိုအပ်ပါတယ် a number of inorganic nutrients ဟုတ်ပြီနော် number ဆိုတာအရေးအတွက်ပေါ့နော် of inorganic nutrients or inorganic အာဟာရဓာတ်တွေเนาะအရေအတွက်များစွာလိုအပ်ပါတယ်တဲ့ plants require essential elements such as အပင်နေမှာလိုအပ်တဲ့မရှိမဖြစ်လိုအပ်တဲ့ dressing တွေကတော့တဲ့ such as ဘလို့ဟာတွေလဲဆိုတော့ carbon hydrogen and oxygen which a carbon hydrogen oxygen တွေက derived from the atmosphere ဘယ်ကနေပြီးတော့ရရှိမှာလဲဆိုတော့လေထုထဲကနေပြီးတော့ရရှိမယ် and the other elements အခြားသော dressing များကတော့ are supplied from the soil or by fertilizer ဘယ်ကနေပြီးတော့လဲဆိုတော့အခြား dressing တွေကိုတော့ soil ဆိုရဲမြေစီလွာမှာဒါမှမဟုတ်လို့ရှင် or by fertilizer ဓာတ်မြေဩဇာတွေကနေပြီးတော့မှရရှိပါမယ်တဲ့ The plant nutrients can be divided into two groups. အပင်ရဲ့အာဟာရကို can be divided into two groups အုပ်စုနှစ်ခုခွဲထားပါတယ်တဲ့နံပါတ်1က macronutrients macronutrients ဆိုတာကကျတော့ပမာဏများများလိုအပ်တာပေါ့နော်အာဟာရပမာဏများများလိုအပ်တဲ့အရာတွေကတော့ elements တွေကတော့ဘာတွေလဲဆိုတော့ carbon oxygen hydrogen nitrogen phosphorus potassium calcium magnesium နဲ့ sulfur ဆိုတဲ့ dressing တွေဖြစ်ပါတယ် Number 2 micronutrients အနည်းငယ်လိုအဟာရတွေကတော့ boron, iron, chlorine, manganese, zinc, copper, molybdenum and nickel တို့ဖြစ်ပါတယ်။ The plants need large amount of the macronutrients and trace amount of the micronutrients. The plants အပင်များက need လိုအပ်ပါတယ်တဲ့ large amount of the macronutrients. Macronutrients ဆိုရဲအများပြားလိုအာဟာရဓာတ်တွေက large amount เนาะပမာဏများများအမြောက်များလိုအပ်ပြီးရော and trace amount of the micronutrients micronutrients တွေကတော့ trace amount ဆိုတာအနည်းငယ်သာလေလိုအပ်ပါတယ် the functions of the macronutrients in plants function စွာလုံဆောင်ချက်များ of the macronutrients အများပြလိုတဲ့အာဟာရဓာတ်တွေရဲ့လုံဆောင်ချက်တွေ implant အပြင်မှာပေါ့နော် are described in the following table ဖော်ပြထားပါတယ်အောက်ဖော်ပြပါဇာတ်ကွက်ကလေးနဲ့ဖော်ပြထားပါတယ် table 4.2 macronutrients for plants အပြင်များအတွက် macronutrient အများပြလိုအာဟာရဓာတ်များအဲ့ဒီမှာဆိုရင် teacher တို့ table လေးကိုကြည့်ရအောင် table 4.2 macronutrients for plants အပင်များအတွက် macro nutrients ပေါ့အများပြားလိုတဲ့အာဟာရဓာတ်များကို table လေးနော်ဇရာခွက်ကလေးနဲ့လေ့လာကြည့်ရအောင်အဲ့မှာဆိုရင် colon လေး၃ခုပါပါတယ် nutrient ဆိုရဲအာဟာရများရဲ့အဲ့ function ဆိုတာလုံဆောင်ချက်များပြီးတော့ effect or deficiency ညောင်းနေသွားလို့ရှင်ဘလို့တက်ရောက်မှုတွေဖြစ်သွားနိုင်လေဆိုတဲ့အကြောင်းအရာလေးတွေကိုပြောပြထားပါတယ်အဲ့မှာဆို teacher nutrients ကိုကြည့်ရအောင်ကာဗွန်ကာဗွန်နဲ့ဟိုက်ဒရိုဂျင်အောက်ဆီဂျင်အဲ့ဒီ၃ခုရဲ့ function တွေကတော့လုံဆောင်ချက် ချက်တွေကတော့ powder, carbohydrate, proteins and fats have a role to play in the general metabolism of plants. Part of carbohydrate, carbohydrate day, proteins, adadadine, and fats, acidate, have a role to play in the general metabolism of plants. အပင်ရဲ့ဇီဝကံမှာဖြစ်ပျက်မှုပေါ့နော်အဓိကအခန်းကဏ္ဍအနေနဲ့ပါဝင်ပါတယ် effect of deficiency ဒီကျတော့ဒီ carbon hydrogen oxygen တွေညှော့နေသွားမယ်ဆိုရင်ချို့တဲ့သွားမယ်ဆိုရင်ဘလူတွေတက်ရောက်လာနိုင်လေ efforts the normal growth and development of plants normal growth ပုံမှန်တာမန်ကြီးထွားနေခြင်းကနေเนาะဒါမှမဟုတ် and develop of plants အပင်ကြီးရဲ့ဖွံ့ဖြိုးမှုတွေကိုအပင်ကြီးရဲ့ဖွံ့ဖြိုးမှုတွေပုံမှန်ကြီးထွားနေတဲ့အပေါ်တွေမှာတက်ရောက်မှုရှိသွားနိုင်ပါတယ်တဲ့ရောကြနိုင်တာကိုပြောချင်တာပေါ့เนาะပုံမှန်မကြီးထွားတော့ဘူးဟောပြပုံမှန်ဖွံ့ဖြိုးမှုမရှိတော့ဘူးဒါမျိုးကိုပြောတာပါ not good nitrogen nitrogen ူရဲ့ function ကကြတော့ components of nucleic acid amino acid and proteins เนาะ nucleic acid တွေ amino acid နဲ့ proteins တွေ ਨੇ components ဖွဲ့စည်းထားပါတယ် effort shoot root grow အမြင့်မြူလေးတွေကြီးထွားမယ် density တိတ်သီးစားများမယ် color အယောင်ရဲ့ disease resistant ယောဂပိုးကိုခုခံကာကွယ်နိုင်စွမ်းနဲ့ and stress tolerance ပြင်ပမှာတက်ရောက်လာတဲ့ danny ကိုခံနိုင်ရင်ရှိမှုပေါ်ရီပေါ့နော်တက်ရောက်ပါတယ်နောက်သူ effector deficiency မှာ chlorosis or yellowing of leaf thoracic or yellowing of legs are ကြောက်เนาะအရွက်တွေဝါခြင်းပေါ့နော်ပုတ်တိုးခြင်းပေါ့နော်အရွက်တွေဝါလာမယ်ပြီးတော့ပုတ်တိုးခြင်းဒါမှမဟုတ်ရင် standing of plants အပင်ကအာကြီးထွားမှုရပ်သွားမယ် dormancy of lateral barb ဘေးဘက်အဖူးတွေရဲ့အာ dormancy ငုံ့ရှို့မှုတွေနဲ့ and late flowering flowering ဆိုအပန်းပွင့်ခြင်းပေါ့နော်နောက်ကျခြင်းတွေကိုဖြစ်ပေါ်စေပါတယ်တဲ့ phosphorus phosphorus ကကြတော့သူ့ရဲ့ function ကကြ components of nucleic acid nucleic acid and adenosine triphosphate adenosine triphosphate ရဲ့ nucleic acid တွေကိုဖွဲ့စည်းထားခြင်းဖြစ်ပါတယ်ပါဝင်ဖွဲ့စည်းထားပါတယ် affect rate of seedling development ဒီကြတော့ဒီပေါ့နော်အပင်လေးရဲ့ပြိုးပင်မလေးတွေရဲ့ကြီးထွားမှုနှုန်းနေပြီးတော့ maturation ဟင်းမဲခြင်းနဲ့ Andrew Grow အမြင့်တေရဲ့ရှင်သန်ကြီးထွားမှုတွေပေါ်မှာတည်ရောက်မှုရှိပါတယ် effort of deficiency တခြားရောဒီ phosphorus တာအားနေသွားမယ်ဆိုရင်ဘယ်လိုမျိုးเนาะအာချွေးင့်ချက်တွေဖြစ်လာနိုင်လဲဆိုတော့ purple or red spots on leaf အရွက်ပေါ်မှာ purple အာခရမ်းရောင်လိုမျိုး red spot အနီရောင် spots လေးပေါ်လာမယ်ပြီးတော့ dark green leaf အစိမ်းရင်ရောင်ဖြစ်သွားမယ်ပြီးတော့ premature falling off leaf အချိန်မတိုင်မီပဲအရွက်တွေကကျွေကျသွားမယ်ဒါတွေဖြစ်စေပါတယ် table 4.2 macronutrients for plants အပင်များအတွက် macronutrient အများပြားလိုတဲ့အာဟာရဓာတ်တွေပေါ့နော်အဲ့မှာဆိုရင်ဒီချက်တို့ dressing ဖြစ်တဲ့ potassium ကိုလေ့လာကြည့်ရအောင် potassium မှာဆိုရင်သူ့ရဲ့ function က activate enzymes and starch synthesis เนาะဂစီတက်တည်းရဲ့ဖွဲ့စည်းမှုနဲ့ enzyme တွေရဲ့เนาะအလုပ်ဆောင်မှုတွေရှိတယ်ပြီးတော့ important in maintaining target pressure in plants အပင်တွေမှာဆိုရင်သူတို့ရဲ့ပြန်တင်အားတွေကိုထိန်းသိမ်းဖို့အတွက်အရေးကြီးပါတယ်တဲ့ ပြီးတော့ effect drop tolerance and disease resistant drop tolerance ဆိုတာကမုခောင်းနဲ့ဒဏ်ကိုခံနိုင်ရည်ရှိခြင်းနဲ့ disease resistant ဆိုတာရောဂါအာတွေကိုခုခံနိုင်စွမ်းရှိမှုတွေကိုတက်ရောက်စေပါတယ် effect of deficiency ကကြတော့ potassium သာချို့တက်ခဲ့မယ်ဆိုရင် chlorosis ဆိုတဲ့ခုနကအရွက်တွေပုတ်သောသွားခြင်းဒါမှမဟုတ်အရွက်တွေကအဝါရောင်ပေါ့နော်ဖြစ်သွားခြင်းဒါမှမဟုတ် scorch leaf tape ပြီးရဲ့အခါကျတော့ဒီကျတော့ဒီပေါ့နော်အရွက် ထိတ်ဖူးလေးတွေဘာဖြစ်လဲညှိုးနွမ်းသွားမယ်ပြီးတော့ shorter internode เนาะစစ်ကြားပိုင်းလေးတွေ shorter ဆိုတာတူသွားမယ်ပြီးတော့ lots of apical dominance เนาะအအပင်ထိတ်ဖျားဖူးပိုင်းလေးတွေကဘာဖြစ်တာလဲအ gero dominance ပေါ့เนาะဟိုငုတ်ရှို့သွားမယ်ပြီးတော့ stent growth and premature death of plant အပင်ရဲ့ကြီးထွားနှုန်းနေနဲ့ premature death of plant အချိန်မတိုင်းမီအရွယ်မတိုင်းမီမှာပဲအပင်နေတည်ဆုံးသွားခြင်းဖြစ်ကြည့်ပါတယ် နောက်တစ်ခုဖြစ်တဲ့ deuterium calcium calcium ရဲ့ function ကကြတော့ formation of cell wall cell wall ဆိုရယ်ဆဲနေရန်ကိုဖြစ်ပေါ်စေခြင်းဒါမှမဟုတ် maintenance of membrane structure maintenance ဆိုတာထိန်းသိမ်းပေးထားတဲ့ of membrane structure အနော်အမီးပါးတွေရဲ့တိဆောက်ပုံတွေကိုထိန်းသိမ်းထားခြင်း and permeability and important in cell division the စိတ်ဝင်မှုနေ important in cell division cell division ဆဲကွဲပွားခြင်းတွေအတွက်နော်သူကဖြစ်အရေးပါပါတယ် stand growth အပြင်နေကြီးထွားမှုနှုန်းရပ်သွားမယ်ပြီးတော့ necrosis of young meristematic region meristematic region ဘာယာနုနယ်တဲ့ meristematic region လေးတွေကညှိုးနှံသွားခြင်းတွေကိုဖြစ်စေပါတယ်တဲ့ magnesium magnesium ကြတော့ important component of chlorophyll and activate many enzyme component of chlorophyll chlorophyll ရဲ့ပါဝင်ဘက်ပစ္စည်းရဲ့အရေးပါမှုနဲ့ and activate many enzyme enzyme မြောက်များစွာက activate ပေါ့နော်တက်ကြွလှုပ်ရှားစွာပါဝင်မယ်တဲ့ပြီးတော့ chlorosis of older leaf with necrotic or purple spots နော် older leaf တွေပေါ့နော်ရဟောင်းတွေက chlorosis ဝါခြင်းဒါမှမဟုတ်ပုတ်သွိုးသွားခြင်းမနဲ့တူလဲ necrotic or purple spots ဆိုတာကခရိုင်ရောင်အဆက်ပြောက်လေးတွေပေါ့နော်ပေါ်ပြီးရဲ့နောက်မှာတော့အော်ရွက်ဟောင်းတွေကပုတ်သွိုးခြင်းကြွေကြခြင်းတွေဖြစ်သွားမယ် and premature leaf abscission အချိန်မတိုင်မီ အရွက်ကလေးတွေကြွေကျသွားခြင်းဖြစ်ပေါ်စေပါတယ်တဲ့ sulfur present in certain amino acids အဲ sulfur ရဲ့မှာကြတော့သူက amino acids တွေ protein တွေ membrane and coenzyme တွေပေါ့နော်အ membrane အမီးပါးတွေနဲ့ coenzyme ခြားတော့ enzyme လေးတွေကဗာလဲပါဝင်ပါတယ်ရှိပါတယ်တဲ့ effect of deficiency က chlorosis of younger leaf ငယ်ငယ်နုပြောတဲ့အရွက်ကလေးတွေပေါ့နော်အရွက်သစ်လေးတွေက chlorosis ဝါလာမယ် stand growth အပင်ကြီးထွားမှုကရပ်တန့်လာမယ်နောက်တစ်ခု accumulation of anthocyanin နော် anthocyanin နေစုဝေးလာမယ်ပြီးတော့ terminal bud develop prematurely ချိန်မတိုင်းမီမှာပဲထိပ်ဖူးပိုင်းလေးတွေကဖွံ့ဖြိုးလာခြင်းတွေဖြစ်စေပါတယ်တဲ့ types of nutrients in animals သတ္တဝါတွေရဲ့အာဟာရအတတ်တွေအကြောင်းအမျိုးအစားအကြောင်းကို လေ့လာကြည့်ရအောင် nutrients are the substances that nutrient တွေဆိုတာအဟာရဓာတ်တွေဆိုတာကတဲ့ are the substances အရာဝတ္ထုများဖြစ်ပါတယ် that are required for the nourishment of animals တတ္တဝါတွေအဟာရဖြစ်ဖို့အတွက်လိုအပ်တဲ့အရာတွေဖြစ်ပါတယ် nutrients are two types နော် nutrients are of two types nutrient အဟာရမှာတဲ့နော်အဟာရဓာတ်များမှာတဲ့ two types အမျိုးအစားနှစ်ခုရှိပါတယ်တဲ့ macronutrients နဲ့ micronutrients ခုနကအပင်အတိုင်းပါပဲ အများလို့အာဟာရများအာဟာရများနဲ့အနည်းလို့အာဟာရများဆိုပြီးတော့ရှိပါတယ်။ဒါဆိုရင် number 1 macronutrients အကြောင်းလေးကြည့်ရအောင်။ macronutrients are needed in relatively large amount needed ဆိုလို့အပ်ပါတယ် in relatively large amount เนาะပမာဏများများလိုအပ်တာကိုပြောတာပါတဲ့။ the macronutrients are macronutrients ဆိုတာဘလို့ဟာတွေလဲဆိုတော့တဲ့ carbohydrate fats proteins fibers and water ဖြစ်ပါတယ်တဲ့ macronutrients အများပြားလိုတဲ့အာဟာရဓာတ်တွေက that provide energy เนาะဘာကိုထောက်ပံ့ပေးလဲဆိုတော့စွမ်းအင်တွေကိုထောက်ပံ့ပေးတယ်အဲ include ဘာတွေပါဝင်လဲ micro macronutrients တွေမှာ carbohydrate fats proteins ပေါ့နော် protein တွေပါဝင်ပြီးရောအဲ့ဒါတွေက derive from plants and animals ဘယ်ကနေပြီးရောအဲ့ဒီ ဟာတွေကိုရမလဲဆိုတော့ teacher တို့အပင်များနဲ့တက်တော်များစီကနေပြီးတော့မှရပါမယ်တဲ့ macronutrients တွေက that do not provide energy เนาะတချို့တော့ macronutrients တွေထဲမှာပေါ့เนาะ do not provide energy စွမ်းအင်ကိုမထောက်ပံ့ပေးတဲ့အရာတွေလည်းရှိတယ် include fibers and water ဘာလဲဆိုတော့အမြင်နဲ့ရေပေါ့နော် fibers နဲ့ water ကြတော့ဆိုရင်ကိုထောက်ပံ့ပေးဖို့အတွက်နော်မလိုဘူးပေါ့နော်ဆိုရင်ထောက်ပံ့ပေးဖို့မလိုပါဘူးတဲ့ water is essential for metabolism ဒါပေမဲ့ဇီဝကာမကံမဖြစ်ပျက်မှုတွေမှာဆိုရင်တော့မရှိမဖြစ်ရေကတော့လိုအပ်ပါတယ်တဲ့ Number 2 micronutrients. Micronutrients ဆိုတာက needed in small quantity. Small quantity ဆိုတာဒါသေးငယ်တဲ့ပမာဏတာပေါ့เนาะပမာဏအနည်းငယ်တာလိုအပ်ခြင်းဖြစ်ပါတယ် The micronutrients are represented ဘလို့ကိုစားပြုထားလဲဆိုတော့ by vitamins and minerals. Vitamin C နဲ့တထုဓာတ်တွေကိုပြောတာပါတဲ့ Vitamins. Vitamin C are needed for a large number of cellular နော် cellular ဆိုတာက digital cells တွေပေါ့နော် large number အများအများပေါ့နော်ဆဲများစွာလိုအပ်တယ်ဒါမှမဟုတ်ရင် extra cellular chemical reaction အခြားသောပြင်ပကဆဲတွေကကြာဓာတုဓာတ်ပြူခြင်းတွေအတွက်ပေါ့နော်လိုအပ်ပါတယ်တဲ့ vitamins are essential for energy production vitamins ကတော့တဲ့ essential for မရှိမဖြစ်လိုအပ်တဲ့ energy production နော်စွမ်းအင်တွေကိုထုတ်ပေးဖို့ရယ်ပြီးတော့ immune system function ကိုခံအားကောင်းစေဖို့ပေါ့နော်လှုပ်ဆောင်ချက်တွေရယ် blood clotting သွေးခဲခြင်းနဲ့ other body functions အခြားသောခန္ဓာကိုယ်ရယ်လှုပ်ဆောင်ချက်များအတွက် vitamins ကမရှိမဖြစ်လိုအပ်ပါတယ် Some important vitamins are, no, အခြားသောရေးပါတဲ့ vitamins တွေကတော့ vitamins A, vitamins B complex and vitamin C, vitamin D and vitamin E တို့ဖြစ်ပါတယ်တဲ့ minerals သတ္တုကြောင့်ပေါ့နော်သတ္တုဓာတ်တွေအကြောင်းသတ္တုဓာတ်ကကြတော့ are used in chemical reaction မြန်မာအသုံးပြုလဲဆိုတော့ကျရောဓာတုနော်ဓာတ်ပြုခြင်းဒီမှာအသုံးပြုရဲ as well as ၎င်းပြင် in structural components of cells and tissue cells တွေနဲ့ tissue တွေရဲ့ဖွဲ့စည်းတိဆောက်ပုံတွေမှာအပြင်ဓာတုဓာတ်ပြုခြင်းဒီမှာဆိုရင်လဲ minerals ကိုအသုံးပြုပါတယ်တဲ့ minerals minerals သတ္ထုဓာတ်တွေက play ကဏ္ဍအနေနဲ့ပါဝင်နေဟုတ်ပြီနော် an important role in growth ဘယ်လိုမျိုးမှာလဲဆိုတော့ growth ဆိုတာကြီးထွားခြင်းပေါ့နော်ကြီးထွားခြင်းကဏ္ဍမှာဆိုရင်အရေးပါတယ်ပြီးတော့ bone and muscle health အရိုးတွေရဲ့ပြီးတော့ကြွက်သားတွေရဲ့တန်မာမှုနဲ့ and other process အခြားသော ဖြစ်စဉ်တွေမှာဆိုရင်လည်းအရေးပါတဲ့ကဏ္ဍအနေနဲ့ပါဝင်ပါတယ် some important minerals အချို့သော important ပေါ့နော်အရေးပါတဲ့ minerals တွေကတော့ calcium iodine iron magnesium နဲ့ potassium တို့ပဲဖြစ်ပါတယ် table 4.3 macronutrients for humans အလူသားများအတွက်အများပြားလိုအာဟာရများအဲ့မှာဆိုရင်ကျွန်တော်တို့ column လေးခုပါတယ် types of nutrients အာဟာရအမျိုးအစားများ food sources အဲ့ဒီအာဟာရတွေကိုဘယ်ကနေရရှိရဆိုရအစာရင်းမြေ function လောက်ဆောင်ချက်တွေရ effect or deficiency ဆိုရဲသူတို့ ဒီပေါ့နော် nutrients တွေဒါအာဟာရဓာတ်တွေဒါယုံနေသွားမယ်ဆိုရင်ဘာတွေချို့တက်လာနိုင်လဲဆိုတဲ့အကြောင်းအရာလေးခုကို ပြောထားပါဗျ။အဲ့ဒီမှာဆိုရင်ဒီကျတော့ carbohydrate အကြောင်းလေးလာကြည့်ရအောင်။ carbohydrate ကိုဘယ်ကနေရနိုင်လဲဆိုတော့ rice, bread, bean, milk, popcorn, potatoes, cookies, spaghetti and soft drinks. နော်ဒီကျတော့ carbohydrate တွေကိုထမင်းနေပေါင်မုတ်တွေရယ် beans ဆိုရဲပဲအမျိုးမျိုး make no တွေရယ် popcorn ပြောင်းမှု potatoes အာလူးရယ် cookies တွေဟုတ်ပြီနော် spaghetti and soft drink နော်အအေးတွေကနေပြီးတော့မှ carbohydrate ကိုရရှိနိုင်ပါတယ်တဲ့ပြည့်ရလုံဆောင်ချက်ကကြတော့ give the body energy ခန္ဓာကိုယ်ရဲ့စွမ်းအင်တွေကိုပေးစွမ်းနေ the bad source of fuel for the body ခန္ဓာကိုယ်အတွက်เนาะ fuel ဆိုတာလောင်စာအရင်းမြစ်ဖြစ်ပါတယ်တဲ့ effective deficiency ဒီ carbohydrate တွေဒါချို့ထည့်သွားမယ်ဆိုရင်ဘာတွေတက်ရောက်နိုင်လဲဘာတွေတက်ရောက်လာနိုင်လဲဆိုတော့ nausea ဆိုရဲ jaro or engine dizziness ဆိုရဲခေါင်းမူးဝေခြင်းနေ constipation ဝမ်းချုပ်ခြင်း lethargy bad breath เนาะအသက်ရှူကျက်ခြင်းအသက်ရှူမွားခြင်း loss of appetite အစာစားခြင်းစိတ်ပျောက်ဆုံးခြင်းနဲ့ excessive breakdown of proteins နော် protein တွေအလွန်မင်းပြိုကွဲခြင်းနဲ့ဖြစ်ပေါ်စေပါတယ် proteins proteins ကိုကြားရကြတော့ meat fish egg poultry dairy products legumes nuts and seeds ပေါ့နော် meat ဆိုတာအသားတွေငါးတွေနဲ့ဥအမျိုးမျိုးပေါ့နော် ပြီးတော့ pottery ဆိုရဲအချက်သားပေါ့နော်အသားနဲ့ပတ်သက်တဲ့အရာတွေပြီးရဲ့အခါကျတော့ dairy product ဆိုတာနှုတ်ထွက်ပစ္စည်းရေ legumes nuts and seeds ဆိုရဲအခေါ်မာဒီရေအစိအစံတွေကနေပြီးတော့မှ protein တွေကိုရရှိပါတယ်ဘလိုမျိုးလှုပ်ဆောင်ချက်တွေပေးလဲဆိုတော့ provide energy energy စွမ်းအင်ကိုထောက်ပံ့ပေးတယ် help to be maintain and repair body tissue ဟုတ်ပြီနော် help to build maintain ဆိုတာဒီဆောက်ဖို့အတွက်ထိမ့်သိမ့်ဖို့အတွက်ကိုအကူအညီပေးတယ် and repair body tissue tissue တွေပေါ့နော်ခန္ဓာကိုယ်မှာ ရှိတဲ့ tissue တွေကိုပြန်လည်ပြုပြင်ပေးတယ်။ပြီးတော့ involved in the interaction of several organ several organ အမျိုးမျိုးသောအင်္ဂါတွေရဲ့ interaction ပေါ့နော်။တို့ရဲ့တက်ရောက်မှုတွေမှာလည်းပါဝင်နေပြီးတော့ how to regulate cell growth ပုံမှန် cells တွေကိုလည်းကြီးထွားမှုကိုအကူအညီပေးပါတယ်။ confusion ဆိုတာ safe ရှုပ်ထွေးခြင်းနေ slow worn healing ဆိုတာအနာကျပ်နေခြင်းနေ food craving ဆိုရက်ဒီကြတော့အစာရည်တာပြတ်တောက်ခြင်းပြီးတော့ fatigue muscle weakness ကြွက်သားအားနည်းခြင်းနေပြီးတော့ thin hair သပင်းပါခြင်းနေ weak နေဆိုရဲဒီကြတော့လက်သေးတွေပျော့လာခြင်းပေါ့နော်ပြီးတော့ weight loss ဆိုတာကကြတော့ကျတို့ကိုယ်ခံအားတွေညော့နေလာမယ် swelling of the gut ဆိုတာဥယောင်ယမ်းခြင်းနေကို protein တက်တဲ့ဒါမျိုးနော်အာရောချွတ်တက်သွားမယ်ဆိုရင်ဒီယောဂလက္ခဏာတွေဖြစ်လာနိုင်ပါတယ်တဲ့ swelling of the gut ဆိုတာကဥယောင်ယမ်းခြင်းနေပေါ့နော်ဖြစ်လာနိုင်ပါတယ်တဲ့ fats အစီအရကြတော့ better animal fats, uh, better animal fats, add milk, chocolate, avocado, fish wire, and vegetable wire. Better sore top at the animal fats, sore, No, that wire is actually yeah, she acid, egg, We your milk, no နဲ့ chocolate avocado ဆိုရဲထောက်ဘက်တီးတွေလိုမျိုးရယ်ပြီးတော့ fish white ဆိုရဲငါးစီတွေနဲ့ and vegetable white ဆိုရဲ hindi human စီတွေကနေပြီးတော့အဆီဓာတ်ကိုရရှိပါတယ်တဲ့ provide energy သူကကြတော့စွမ်းအင်ကိုထောက်ပံ့ပေးတယ် cushion organs organ စီကိုဘာဖြစ်လဲခုခံကာကွယ်ပေးတယ်ပြီးရဲ့အခါကျတော့ carry vitamins vitamin C များပြတ်သက်ဆောင်လာပေးတယ် add at an insulator and provide tates နော်အာရေအားဓာရီကိုထိမ့်ညီပေးတယ်ပြီးရဲ့ခါကျတော့အကာအကွယ်ပေးပါတယ်တဲ့ပြီးတော့ effect of deficiency ဘောနော်ဒီအဆီဓာတ်တွေဒါယော့နေချို့တဲ့သွားမယ်ဆိုရင်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ drying ချောက်သွေ့ခြင်း scaly အသားရည်ခြေချောက်သွေ့ခြင်းနေပေါ့နော် dark skin အသားရည်မဆုပ်ပြေတော့တာပေါ့နော်မွဲခြောက်ခြောက်ကြီးဖြစ်လာမယ်ပြီးရဲ့ခါကျတော့ dry brittle heart ဆန်သားတွေခြောက်သွေ့လာမယ်ပြီးတော့ဆန်သားတွေပြီးတော့ကျွတ်ဆက်လာမယ်ပြီးတော့ hanger ဆိုရဲဒီကြတော့ ဆာလောင်မှုတိတ်ခြင်းနေဖြစ်ပေါ်စီပါတယ်တဲ့နောက်တစ်ခုကြည့်ကြရအောင် fibers ပေါ့နော် fiber ဆိုတာကအမြင်များအမြင်ကိုဘယ်ကနေရနိုင်လဲဆိုတော့ cereal ဆိုရဲတခြားတို့ဂျုံနေပြုတ်လောက်ထားတဲ့အရာတွေပေါ့နော်ပြီးတော့ whole grain spreads เนาะဆန်လုံးညိုတွေပြီးရခါကျပေါင်မုံတွေပေါ့နော်အဲ့ရနေရနိုင်တယ်ပြီးတော့ fruit citrus apple အသီးနံမှာဆိုရင်เนาะ jarro apples berries pears, melon, orange, bananas ဟုတ်ပြီနော်အဲပန်းသီးတွေ berries တွေ pears ကပန်းသစ်တော်တွေ melon ဆိုရဖေးရည်တီလို့နော်အရင်ရွှမ်းတဲ့သီးတွေနဲ့ oranges အဲလိမ္မော်သီးတွေ banana ဆိုရငပြောသီးတွေကနေပြီးတော့ fiber ကိုရရှိနိုင်ပါတယ် vegetable ဟင်းသီးဟင်းရွက်အနေနဲ့ကြတော့ such as peas, beans, beans ဟုတ်ပြီနော် peas ဆိုတော့ဘဲတွေ beans ဆိုရယ်ပဲမျိုးမျိုးနဲ့ potatoes with skins ဆက်နော် potato ဆိုတာတခြားအာလူးပေါ့နော်အာလူးလိုမျိုးဟို skin ပေါ့အရေကုန်ပါတယ်အသီးနှံတွေကနေပြီးတော့ရရှိနိုင်ပါတယ် nuts and seeds ပြီးတော့အခွန်မာသီးတွေနဲ့အစိအစံတွေကလည်းရရှိနိုင်ပါတယ်တဲ့ function သူ့ရဲ့လုံဆောင်ချက်ကကြတော့ lower cholesterol and stable high blood glucose level အဲ lower ဆိုတာ cholesterol တွေကိုညှိနှိုင်းစေတယ်ရောကြစေတယ် stable high blood glucose level glucose level level ပဲပေါ့နော်သွေးထဲမှာရှိရဲ glucose level ကိုကြာတော့ဒီကြာတော့ပေါ့နော် glucose အဆင့်ကိုဘာလို့ပြရ stabilize တည်ငြိမ်စေတယ်ပေါ့နော် help to prevent constipation ပြီးတော့ဝမ်းချုပ်ခြင်းကိုလည်းအကာအကွယ်ပေးတယ်အကူအညီပေးတယ်ပြီးတော့ help the stomach feel fuller the stomach ပေါ့နော်အစာအိမ်တင့်နှက်ခြင်းပေါ့နော်အစာပြည့်အင်ခြင်းတွေကိုလည်းနော်အကူအညီပေးပါတယ်ပြည့်အင်ခြင်းတွေ မဖြစ်စေဖို့အတွက်လည်းအကူအညီပေးပါတယ်တဲ့ effort deficiency fiber ဒါချို့တဲ့သွားမယ်ဆိုရင်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ leads to break of hard disks เนาะနှလုံးယောဂါကိုပေါ့เนาะဖြစ်ဖို့အတွက်ကိုဟိုဥတည်နေပြီးပြီးတော့ constipation ဝမ်းချုပ်ခြင်းတွေဖြစ်လာနိုင်တယ် diabetic ဆိုရဲကျရောစီဂျိုရီရဲ့အဘိုးကင်ဆာဆိုတာကကင်ဆာတွေဖြစ်လာနိုင်ဖို့အတွက်အဲ့လိုမျိုး NDA တွေဖြစ်လာနိုင်ဖို့အတွက်ဥတည်နေပါပြီတဲ့ ပြီးတော့ water ရေရေကကြတော့ drinking water တောက်သုံးရေပြီးတော့ hot and cold drink အပူနဲ့အအေးအတောက်စရာတွေပေါ့နော်အဲ့ဒါတွေနဲ့နောက်တစ်ခု succulent fruit ဆိုရဲအရေရွှမ်းတဲ့အသီးတွေနဲ့ and vegetable hindi hinya တွေကနေရရှိနိုင်ပါတယ်တဲ့သူရဲ့ function လုံးဆောင်ချက်ကကြတော့ lubricate the joints နော် acid တွေပေါ့နော်တစ်ခုနဲ့တစ်ခုဆက်ဆက်ထားတဲ့ acid တွေကို lubricate ဆိုတာကချောမွေ့စေတဲ့ boots king hell and beauty အဲအလှပနဲ့အရေပြားကျမ်းမာရေးအတွက်ကိုလည်းကောင်းပြီးတော့ကြည်လင်တန်ရှင်းစေပါတယ်တဲ့ cushioning the brain cushion the brain spinal cord and other sensitive tissue အခြားသော sensitive တုံ့ပြန်နိုင်တဲ့ tissue တွေနဲ့ spinal cord ပေါ့နော်ကြောရိုးနဲ့ကြောမကြီးနဲ့ brain အုံနောက်ကိုလည်းအကာအကွယ်ပေးတယ် regulate body temperature ခန္ဓာကိုယ်ပေါ့နော်အပူချိန်ကိုလည်း regulate စာထိန်းညှိပေးတယ် flushes body weights ခန္ဓာကိုယ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုဆွန့်ထုတ်ပေးနိုင်တယ်ပြီးတော့ helps to maintain blood pressure အာ maintain ကြထိမ့်သိမ့်ထားပြီး blood pressure သွေးထဲမှာရှိတဲ့ phi အားကို blood pressure ကိုထိမ့်သိမ့်ထိမ့်ညှိခြင်းကိုအကူအညီပေးပါတယ်တဲ့ affective deficiency ဒီရေသာချို့တက်သွားမယ်ဆိုရင်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ dry skin အသားရေတွေခြောက်သွေ့လာမယ် dry or sticky mouth ပါးစပ်တွေဆိတ်ကက်ခြင်းတွေခြောက်သွေ့ခြင်းတွေဖြစ်မယ် and tend shower ပေါ့နော်အာ shower တွေပါးစပ်တွေမှာ sticky ဆိတ်ကက်ခြင်းတွေခြောက်သွေ့ခြင်းတွေဖြစ်စေမယ် constipation ဝမ်းချုပ်ခြင်းဖြစ်မယ် thirst ဆိုရရေငယ်ခြင်းတွေ thirst and hunger ဆိုတာဆာလောင်မှုတိတ်ခြင်းတွေဖြစ်စေမယ်တဲ့ tightness ဆိုတာပင်မနွမ်းနေခြင်းနဲ့ headache ခေါင်းကိုက်ခြင်းပြီးတော့ dark urine စီးရီသွားတဲ့အခါမှာညိုမဲခြင်းပေါ့နော် and kidney failure နောက်ဆုံးမှာကြောက်ကပ်ပျက်စီးတဲ့အထိကောင်ဖြစ်စေနိုင်ပါတယ်တဲ့4.1.3 a healthy diet အဲကျမ်းမာတဲ့အာဟာရပေါ့နော် characteristic of a healthy diet healthy diet ဆိုတာကျန်းမာတဲ့အစာဟာရတွေကိုဝိသေသလက္ခဏာပေါ့နော်ဒီမှာ၉ခုလေ့လာပါမယ်ကဲ number 1 balanced diets နော် diet ဆိုတာအစာဟာရကို balance ညီညာစွာစားသုံးခြင်းပေါ့နော်အဲ့ဟာမှာဘာတွေပါလဲဆိုတော့ contain carbohydrate lipids proteins minerals and vitamins အဲ့ဟာဒီကို along with uh, dietary fibers and water ပိုင်လေကာဘိုဟိုက်ဒရိတ်တီလစ်ပစ်ပရိုတင်းမီနရယ်စ်အန်ဗီတာမင်တွေအပြင်နော် fibers and water လေးပါပါတယ်တဲ့အဲ့ဒီ substance တွေ these substances they are meant to be in the right amount မှန်ကန်တဲ့ပမာဏရဲ့ and in the correct proportion မှန်ကန်တဲ့အချိုးအစားရဲ့ကိုစားသုံးခြင်းဖြင့်တဲ့ to keep healthy တမ်းမာမှုကိုထိန်းသိမ်းပေးပါတယ်တဲ့ နံပါတ်2 balance calorie ဒီထက်တော့ calorie ညီမျှစွာစားသုံးခြင်းဖြစ်ပေါ့နော်ဘယ်လိုမျိုး balance calorie လုပ်လဲဆိုတော့ with physical activity တွေဒီထက်တော့ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေနဲ့ energy output စွမ်းအင်တွေထုတ်ထုတ်တဲ့အခါမျိုးမှာဆိုရင်လေ balance calorie ပေါ့နော်အာ calorie ကိုထိမ့်ညိစွာပေါ့နော်ထိမ့်ညိသင့်ပါတယ်တဲ့နောက်နံပါတ်3 to manage weight အလေးချိန်ကို manage ပေါ့နော်ထိန်းခြင်းပေါ့ consume more fruit ဘယ်လိုမျိုး ကွန်ဇူးမ်စွာစားသုံးသင့်ပါတယ်မောဖရုတ်စွာအသီးနှံနေများစွာစားသုံးသင့်တယ် vegetable ဟင်းဒီဟင်းရွက်တွေနဲ့ whole grains အစစ်အစံတွေပေါ့နော်ပြီးတော့ fat free all low fat dairy products ရာကအစီလွတ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်အစီ short ထားတဲ့ no trap ပစ္စည်းတွေကိုလည်းစားသုံးသင့်တယ် and seafood seafood တွေနော်ပင်လယ်စာတွေရာ which can reduce risks of constipation and heart disease အဲ့ဒါတွေကိုစားသုံးခြင်းဖြင့် heart disease ဆိုတာကကျွန်တော် ငါနှလုံးယောဂါတွေနဲ့ဝမ်းချုပ်ခြင်းနဲ့ NDA တွေကို short ချစေနိုင်ပါတယ်တဲ့ Number 4 consume lower consume လုပ်ဝဆိုတာနင်းငယ်တာစားသုံးခြင်းပေါ့เนาะအ short ချပြီးစားသုံးမယ်ဆိုရင်ဘာတွေကိုလဲဆိုတော့ sodium နဲ့ saturated fats เนาะပြေဝစီရေပြီးတော့ trans fats ဆိုရဲအသွင်ပြောင်းစီရေ cholesterol တွေပြီးတော့ sugar ပေါ့เนาะထပ်ပေါင်းထည့်ထားတဲ့ကြားတွေနဲ့ refined grain ပေါ့เนาะဆန်ကြောတွေကတဲ့ to prevent diabetes ဟုတ်ပြီเนาะ and cardiovascular disease diabetes ဆိုစီးကျိုယောဂနဲ့ cardiovascular disease ဆိုတာကနှလုံးသွေးကြောခြင်းယောဂတွေကို เนาะဒီခုနကပြောတဲ့ sodium တို့ saturated fat တို့ trans fat တို့ cholesterol တို့အဲ sugar တွေ refined grain တွေကိုလျှော့စားမယ်ဆိုရင် စီးချိုယောဂနဲ့ cardiovascular disease နှလုံးသွေးကြောချင်းယောဂတွေကိုကာကွယ်ပေးပါတယ်တဲ့ Number 5 nutritious diet အာဟာရပြည့်ဝတဲ့စားစာတွေပေါ့နော်အဲ့ထဲမှာဘာတွေပါလဲဆိုတော့ a selection of healthy food group เนาะရွေးချယ်ထားတဲ့ကျန်းမာတဲ့အစားစာအုပ်စုပါဝင်ပါတယ်အဲ့ဒီအစားစာအုပ်စုကအဲ့အစားစာအုပ်စုထဲမှာဘာတွေပါလဲဆိုရင် green ဆိုတဲ့အစိအစံနဲ့ vegetables ဆိုဟင်းသီးဟင်းရွက် fruits အသီးအနှံများ dairy products နှုတ်ထွက်ပစ္စည်းတွေနဲ့ and protein တွေပါပါတယ် consider variety ပေါ့နော်အမျိုးမျိုးသော ယူဆမယ်ဒါမှမဟုတ်ရင် balance เนาะအချိန်ညှိမယ် proportionally ဆိုတာက အချိုးကျနာစွာနဲ့ and moderation ထိမ့်ညှိပြီးရောစားသုံးသင့်ပါတယ်တဲ့ number 6 healthy eating ကျမ်းမာစွာစားသုံးခြင်းပေါ့နော်အဲ့ရဲ့အဓိပ္ပာယ်က eating a variety of food အမျိုးမျိုးသောအစားအစာတွေကို စားသုံးခြင်းပေါ့နော်ဒါ that give the nutrients ပေးစွမ်းပါတယ်အစာအာဟာရတက်ကို need to maintain health ကျမ်းမာရေးကိုထိမ့်သိမ့်မှုအတွက်လိုအပ်တဲ့ကျမ်းမာရေးကိုထိမ့်သိမ့်မှုအတွက်ရဲ့ feel good ပေါ့နော်အနေနေလို့ကောင်းဖို့အတွက်နဲ့ and have energy energy စွမ်းအင်နေပေးဖို့အတွက်ဆိုရင်เนาะအမျိုးမျိုးသောအစားအစာတွေကိုเนาะဟိုစားသုံးသင့်တယ်ပေါ့နော် essential nutrient မရှိမဖြစ်စားသုံးသင့်တဲ့အာဟာရဓာတ်တွေကတော့တဲ့ carbohydrate တွေ proteins fats vitamins minerals omega 3 fatty acids fibers and water တွေပဲဖြစ်ပါတယ်တဲ့ Number 7 potion site potion site ကျတော့စားသုံးသင့်တဲ့ site အရွယ်စားပေါ့နော်အဲ့ potion site ဆိုတာဘာလဲဆိုတော့ it's a recommended serving site ပေါ့နော်ကျမကြီးကအကြံပြုထောက်ခံထားတဲ့ serving site ပေါ့နော်ပမာဏပေါ့နော်အဲ့ပမာဏကိုဆိုလိုခြင်းဖြစ်ပါတယ်တဲ့အဲ့ဒီ serving size ဆိုတာဘယ်လိုမျိုးလဲဆိုတော့ it's the amount of each food အစာတစ်ခုချင်းစီရဲ့ပမာဏ၄ပေါ့နော် that a person လူတယောက်က should eat during a meal or snack အာသမင်းစားချိန်ဒါမှမဟုတ်ရင် snack မုတ်စားချိန်ဒီမှာအတော်တွင်းမှာစားသုံးသင့်တဲ့ပမာဏလူတယောက်စားသုံးသင့်တဲ့ပမာဏအကိုပေါ့နော်ပြောခြင်းဖြစ်ပါတယ် number 8 healthiest diet in the world it's perhaps the mediterranean diet mediterranean diet ကအဆိုပြုထားတယ်ပေါ့နော်ကျမ်းမာတဲ့ diet တွေကတော့ which includes abundance of fruit အသီးအနှံများမြောင်များစွာပါဝင်ခြင်း vegetable hindi ဟင်းရွက်တွေ whole grains acid essence legumes တွေပဲပင်များရဲ့ nuts အခွန်မာသီးများ olive oil တန်လွင်ဇီနဲ့ fish and poultry excellent source of proteins protein density ပြေဝပါဝင်နေပေါ့နော် poultry ဆိုရဲသားတွေနဲ့ငါးတွေကနေရရှိရဲအဲအစားအစာတွေကိုမြောင်များစွာစားသုံးသင့်ပါတယ်တဲ့ number 9 drinking enough water it's important for her ကျမရေအတွက်လုံလောက်တဲ့ရေပမာဏတောက်ဖို့အတွက်လိုအပ်ပါတယ် water it's important for food digestion ရေကအရေးပါပါတယ်တဲ့ ဘာအတွက်လေးလဲဆိုတော့ for food digestion အစာခြေဖြတ်ခြင်း weight elimination အညစ်အကြေးစွန့်ထုတ်ခြင်းနဲ့ and all other body functions အခြားသောခန္ဓာကိုယ်ရဲ့ပေါ့နော်လုံဆောင်ချက်များနဲ့ metabolic activities ဇီဝရုပ်ဖြစ်ပျက်မှုတွေမှာဆိုရင် ရေကအရေးပါပါတယ်ဒီနေ့ဒီချက်တင်သွားတဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်